အားလုံးမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်သွန်းနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ထိုင်းအစိုးရထုတ်ကြေတိုကင်ကိုမကြခင်မြင်တွေ့ရတော့မဲ့သတင်းနဲ့အတူ Crypto Bro တွေတူတူတိတ်တိတ်နေတဲ့သတင်းကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါရခင်ဗျာ။ ရမတပေါအနေနဲ့ထိုင်းအစိုးရထုတ် G token ကိုမကြခင်တွေ့ရတော့မဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။ထိုင်းအစိုးရက digital investment token ဆိုတဲ့ခေါင်းစဉ်အောက်ကနေ blockchain အခြေပြု token တခုကိုနောက်နှစ်လအတွင်းထုတ်သွားဖို့ရှိကြောင်းကြေညာလာပါရစေ။ G token လို့နာမည်ပေးထားတဲ့ token ကို5 billion THB ဒေါ်လာ150 million ဘိုးအထိထုတ်သွားမှာဖြစ်ပြီးအခုလက်ရှိချင်းငွေစနစ်အောက်ကနေပဲတဆင့်လူလူစီကနေရန်မုံငွေကောက်ခံတဲ့နေရာတွေမှာအသုံးပြုသွားမှာဖြစ်တယ်လို့ ဝယ်ထားသူတွေကိုလည်းဗန်အံ့ငွေထပ်ပို့များတဲ့အတုံးတုံးပေးသွားမှာဖြစ်ကြောင်းဗန်ဒိုင်းဝင်ကြီးဘက်ကဆိုထားပါတယ်။ဒါအစိုးရအနေနဲ့အစိုးရငွေတိုက်စာချုပ်တွေနဲ့ကျောတော့နောက်ခံပြူထားတဲ့ stable coin တွေထုတ်တင်ကြောင်းထိုင်းဝင်ကြီးချုပ်ဟောင်းသက်ဆင်ဘက်ကနေဒီနေ့အစောပိုင်းမှာထုတ်ပြောခဲ့ပြီးတဲ့နောက်အခုလိုကြီးတိုကင်ထွက်လာတာလည်းဖြစ်ပါတယ်။အခုလက်ရှိဝင်ကြီးချုပ်မတိုင်ခင်ဝင်ကြီးချုပ်တာဗီဇင်လက်ထက်တုန်းကလည်းအစိုးရဘက်ကနေ airdrop ချပေးဖို့အစီအစဉ်အပြီးသတ်လို့နေပါဖြစ်ခဲ့ပေမဲ့ တာဗီဇင်ဖြုတ်ချခံရပြီးတဲ့နောက်မှာတော့ airdrop အစီအစဉ်လေးပယ်ပြတ်ခံလိုက်ရပါတယ်အခု G token ကတော့နောက်ထပ်၂လကြာရင်ထွက်လာတော့မှဖြစ်လို့ဘယ်လိုပုံစံမျိုးတွေအယောင်းဝယ်လုပ်လို့ရနိုင်မလဲဆိုတာကစိတ်ဝင်စားစရာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ crypto bro တွေတော်တော်တိတ်တိတ်နေတဲ့တဲ့တင်ကိုတင်ဆက်ပေးကြပါမယ် ပြင်သစ်နိုင်ငံအခြေစိုက် Crypto Exchange Premier Co-founder ရဲ့သမီးဖြစ်သူနဲ့မြေတို့ကလက်နက်ကန်တိုက်ခိုက်မှုကနေတီတီလေးလွတ်မြောက်လာခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်သွားခဲ့ပါတယ်။ညနေပေါင်းဆွထားတဲ့လူ၄ယောက်လျှက်တစ်ပြက်ခြုံကိုတိုက်ခိုက်တာကိုခံခဲ့ရတာဖြစ်ပြီးလူ၃ယောက်ကအမျိုးသမီးနဲ့ကလေးကိုဘန်ကားတစ်စီးပေါ်ဆွဲတင်မှုစ조사ခဲ့ပါတယ်။ဒါပေမဲ့အမျိုးသမီးရဲ့အဖော်ဖြစ်သူကပြန်တိုက်ခိုက်ခဲ့တယ်လို့အမျိုးသမီးကလည်းလက်နက်ကန်တွေတဲကတယောက်ရဲ့လက်နက်ကိုလွတ်ကျသွားအောင်လုပ်နိုင်ခဲ့ပြီးဘေးပတ်ဝန်းကျင်ကိုအကူအညီတောင်းနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့လက်နက်ကိုင်တွေလည်းထွက်ပြေးသွားခဲ့ပြီးဘန်ကားကိုတော့ပြန်ယူနိုင်ခဲ့ပါတယ်တိုက်ခိုက်ခံခဲ့ရသူအမျိုးသမီးကပြင်တဲ့နိုင်ငံမှာအစောဆုံးခရစ်တိုအိတ်ချင်းတွေတဲကတစ်ခုဖြစ်တဲ့ပေမီယာကိုဖောင်ဒါရဲ့သမီးဖြစ်ကြောင်းလည်းအတည်ပြုနိုင်ခဲ့ပြီးတိုက်ခိုက်ခံရမှုကနေအသေးစားထိခိုက်ဒဏ်ရာရတာမျိုးလောက်ပဲရှိခဲ့ပါတယ်ဒီဖြစ်ရပ်ကခရစ်တိုနယ်ပယ်တွေကတင်ကြပုပ်ကိုရီနဲ့ဆက်ဆက်သူတွေကိုလိုက်တိုက်ခိုက်နေတဲ့ဖြစ်ရပ်တွေတဲကတစ်ခုပြစ်လာခဲ့တယ်လို့ပြန်ပေးဆွဲငွေညှစ်ဖို့စူးစမ်းခဲ့ကြတာကိုလည်းအများဆုံးတွေ့ရပါတယ် Security Fund တခုဖြစ်တဲ့ Gaza ရဲ့ CTO ကတော့2025ခုနှစ်ထဲမှာ Demet Crypto နဲ့ပတ်သက်နေသူတွေတိုက်ခိုက်ခံရတာက22ခုရှိခဲ့ပြီဖြစ်တယ်လို့ပြင်သစ်စပိန်ဟောင်ကောင်တို့အပါအဝင်ကမ္ဘာနေရအနှံ့ပြားမှာဖြစ်ပွားခဲ့ကြောင်းဆိုထားပါတယ်။ပြင်သစ်မှာတော့2025ခုနှစ်ကနေအခုအချိန်အထိဒီလိုတိုက်ခိုက်ခံရမှုပေါင်း6ခုအထိရှိခဲ့ပြီဖြစ်တယ်လို့ Ledger ရဲ့ Co-founder ပြန်ပေးဆွဲခံရမှုကလည်းအပါအဝင်ဖြစ်ခဲ့ပါတယ်။ ခရစ်တိုဟာတဖြည်းဖြည်းနဲ့ကမ္ဘာတဝက်မှာလူသိများလာတာနဲ့အတူခရစ်တိုနဲ့ဆက်ဆက်နေသူတွေအထင်ကြီးပုံကိုယ်တွေအထူးသဖြင့်ခရစ်တိုကနေဝင်ငွေကောင်းနေကြောင်းလူသိများထားသူတွေကဒီလိုဖြစ်ရတွေ့ရတားကောင်ဖြစ်လာလေရှိပါတယ်ဥပဒေစုံမနေတဲ့နိုင်ငံကြီးတွေမှာတောင်ဒီလိုဖြစ်ရမျိုးတွေဖြစ်နေတာကြောင့်တရားဥပဒေမရှိတဲ့မင်းမဲ့တိုင်းပြည်ဖြစ်နေတဲ့မြန်မာနိုင်ငံလိုနေရာမျိုးမှာဆိုရင်တော့အစာပေါင်းများစွာပိုဆိုးနိုင်ပါတယ်။ဒါကြောင့်အကောင်းဆုံးကတော့ကိုကခရစ်တိုလုံးနေတဲ့ခရစ်တိုကနေဘလောက်တွေရှာနိုင်နေပါတယ်ဆိုတာကို လူသိမခံမဲ့တက်နိုင်သမျှတိုးတိုးသိသိနေသင့်ပါရခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတက်ဆက်ပေးကြတာဖြစ်ပါတယ်မိတ်ဆွေတို့မှာ cryptocurrency ဝယ်အောင်လို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trade လုပ်တဲ့မှာ fee discount ပြန်ရမယ်အခုကောကောအသုံးပြုပြီးတော့ account ဖွင့်နေပါတယ်နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade တိုင်းမြတ်ကြပါစေခင်ဗျာ